ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့အတောတွင်မှာနာမည်အောင်မြင်မှုတွေကို ဖန်တီးနိုင်တယ်လုံသမျထင်ရှားကြော်ကြမယ်ရသမျငွေပြန်သုံးရတဲ့တဲ့စူဆောင်းထားတဲ့ငွေတွေသုံးဆွဲရတဲ့တဲ့အလုပ်တွေတိုးချဲ့အောင်မြင်မယ်ရှင်ပြန်မှုမှမြအောင်မြင်မယ်ဘဝတိုးတဲ့အလုပ်ဖို့ကိစ္စဖို့တွေကြုံမယ် ကိုကိစ္စသမကသူတစ်ပါးကိစ္စတွေကိုလောက်ရနေမယ်23ရက်နေ့မှာပြဿနာဟောင်းနေပြန်လဲဖြေရှင်းရနေမယ်အဲ့ဒီနေ့မှာမတော်တဆနေကြူဆက်ရမယ်အရှိတောင်ရကုတီသွားစရာနေဖြစ်တတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကြူဆက်24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်လုပ်ငန်းစီတွေစတင်ရနေမယ်25ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ် အခက်အခဲအလုံးကိုကြော်လာနိုင်မယ်26ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကိုကြော်မယ်29ရက်နေ့မှာရှင်ပြန်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုရမယ်28ရက်နေ့မှာ သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်နှောင့်နှေးမယ်29ရက်နေ့ကအရာရာအစဉ်ပြေမယ်သို့တော့အရှိရကုန်တည်သွားစဉ်အနေရှိတဲ့တဲ့မနဲ့ခွန်နိုင်ခွင်းနဲ့ကိုယ်နိုင်တွင်ကိုသတိထားရမယ်30ရက်နေ့မှာအထူးကောင်းသောကံကြမ္မာရှိပြီးတော့ အဲ့ဒီနေ့ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံနံပါတ်6ကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတရက်ကိုလူနဲ့စောင်းထားပေးပါ31ရက်နေ့မှာ ထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကို ဖန်ပြီးပြီးတော့မူလနေထားနေပုံမြင့်တဲ့ဘဝအခြေအနေတစ်ခုကို ဖန်ပြီးရယူနိုင်တဲ့အနေထားကောင်းကိုကြုံမယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့သောကြာနေ့မွေးသူများကြောင့် စိတ်နောက်ရှည်ဖြစ်မယ်၈၆၉ခန်းနေကျိုးပေးတယ်အ내ရောင်အပြာရင်ရောင်နေပြာရောင်တွေကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်အောက်တိုဘာ၂၂၂၃၂၄၂၅၂၆ရက်နေ့တွေမှာနှစ်သက်ရရက်ကိုရွေးပြီးတော့ခေါင်းစေးကောင်းစွာပြုပါဖုံးကန်ချက်စီတိုးဝါပြီးအကြီးကဲနေအောင်ရောက်တတ်တယ်တဲ့လက်တွေသုံးချနိုင်ပါလေကောင်းခြင်းကံများရစေရစပယ်ပန်းဖျားတူပေးပါကျေးဇူး